ဘာစနာကိုရှုံးခဲ့ရတဲ့ပွဲအစဉ်မှာတွင်းခဲ့ရတဲ့ရီယယ်မက်ထရဲ့အားနည်းချက်တွေကိုပီရက်အနေနဲ့လာမယ့်ရာသီမှာဘယ်လိုဖြေရှင်းသွားမလဲပရိသတ်များလုံးဝမေ့လာများဘလူးလိုင်းကင်းကနေပြန်လဲကြိုးစားလိုက်ရပါတယ်ရီယယ်ကတော့ကိုပါတရီဖိုင်နယ်မှာဘာစနာကိုရှုံးနေခဲ့ရပြန်ပြီးယခုနှစ်ဘောလုံးရာသီမှာအဓိကဆူပလာတွေတလုံးမှမရတော့ဘဲရာသီတင်ရတော့မယ့်အခြေအနေနဲ့ရင်ဆိုင်ကြုံတွေ့နေရပြီဖြစ်ပါတယ်ဒီဘက်မှာတော့အရင်ကပွဲတုန်းကလုံမျိုးမဟုတ်ဘဲရီယယ်ကဘာစနာကိုအနိုင်ရရှိဖို့အထီတော်မှနှိစက်ခဲ့တာပါ ပေရီယာဥဆောင်ဂိုးကိုအမ်ဘာဘီနဲ့ချော်မန်နီတို့ရဲ့အတွင်းကိုနေတူရီယာကပြန်လဲဥဆောင်နိုင်ခဲ့ပြီး84မိနစ်မှာဖာရန်တော်ရရဲ့ချေပါဂိုးကိုပြန်လဲခွင့်ပြုပေးခဲ့ရလို့သာရီယာတို့ကန်ဆိုးရတာပါလောဘပြပြအန်ဆယ်လိုဒီလက်ထက်မှာရီးရဲကအစိုးရဆောင်သောဘောလုံးရည်တစ်ခုကိုဖျက်တမ်းရတော့မှလည်းဖြစ်ပြီးဒီစိတ်ဒီအခြေအနေနဲ့ဒီမိုတီလေးကိုဘလို့ရင်ဆိုင်ကြော်ပြမလဲဆိုတာမေကွန်ထုတ်စရာကောင်းလာပါတယ်ဒီဘက်မှာတွေ့ရခဲ့တဲ့ရီးရဲအသင်းနဲ့ပတ်သက်တဲ့မေကွန်ထုတ်စရာအချက်တွေကိုကျွန်တော်တို့တစ်ချက်လောက်အတူတူကြည့်လိုက်ရအောင်ပါနံပါတ်1မေကွန်ထုတ်စရာဖြစ်ခဲ့တဲ့အန်ဆယ်လိုဒီရဲ့လူထုတ်ပုံ အစလော်ရီရဲ့အသင်းမှာအဓိကအတန်ရရနှစ်ခုအပြင်ဖာလမန်တီနဲ့ကီလီယန်အမ်ဘာပေတို့နှစ်ယောက်ကိုအရန်ကုန်ပေါ်မှာမြင်တွေ့ခဲ့ရပါတယ်။ယခုနောက်ပိုင်းပွဲစဉ်တွေမှာအမ်ဘာပေရဲ့ကစားပွဲအပေါ်တက်ရောက်မှုကဘယ်လောက်ထိကြီးမားလွန်းသလဲဆိုတာကျွန်တော်တို့တွေ့ခဲ့ရပြီးသားဖြစ်ပါတယ်။တန်ရပြဿနာကြောင့်လာတော့မပြောတတ်ပေမဲ့အန်ဆန်တော်ရဲ့လူထုပုံနဲ့ပတ်သက်လို့တန်ရဖြစ်စရာကောင်းခဲ့ပါရင်နံပါတ်2ဒီယာဒီကရေရဲ့အတွက်အဆုံးသက်သွားခဲ့ပြီလားတင်ချာနီရအတွက်ကြည့်ရင်တော့ရေရဲ့အတွက်အားလုံးအဆုံးသက်သွားခဲ့တာမဟုတ်ပါဘူးရေရဲ့တင်ရလက်ထဲမှာလာလီကာဖလားလုံးကြံရှိနေသေးပြီလက်ရှိအချိန်မှာတော့ ဘာစီလိုနာရဲ့နောက်လေးမှတ်အကွာနဲ့ဒုတိယနေရာမှာရပ်တည်နေပါတယ်။ဘာစီလိုနာကွဲမှာကစားရောက်မဲ့အန်ကလက်စီကိုဒါဘီတပွဲရီယယ်လိုလက်ထဲမှာကျန်ရှိနေပါသေးတယ်။နောက်တစ်ချက်ကဘာစီလိုနာအသင်းကချန်ပီယံလိမ်မှာအင်တာနဲ့ဆီမီဖိုင်နယ်အဆုံးဖြတ်ပွဲကစားရဖို့ရှိနေပါတယ်။ဒါကြောင့်လာလီဂါတစ်ခုတည်းကိုပဲတီးတန့်အာယုံဆိုက်ရမယ်ရီယယ်ထက်အာယုံပိုများနေသေးတဲ့ဘာစီလိုနာကပိုပြီးတော့အမတ်ရောနိုင်ချေရှိပါသေးတယ်။လက်ချန်ပွဲအားလုံးကိုအနိုင်ယူဖို့အတွက်ရီယယ်တို့အာယုံအပြည့်ဆိုက်ဖို့လိုအပ်နေပြီဖြစ်ပါတယ်။နံပါတ်3တိတာထင်ရှားနေတဲ့တိုနီခရုရဲ့ကွင်းလည်း ရင်းအသင်းရဲ့ယခုနှစ်ဘောလုံးရာသီမှာ MVP လို့ပြောကမ္ဘာအဆင့်ထိပ်တန်းတိုက်စစ်ပုံတို့ကိုအသင်းရဲ့လူစင်းထဲမှာထပ်မံပေါင်းထည့်နိုင်ခဲ့ပါရင်ဒီတိုင်းဆိုရင်ရင်းရဲ့အသင်းရဲ့အနေအထားကပိုကောင်းလာရမှာဖြစ်ပေမဲ့တကယ်တမ်းလက်တွေ့ဖြစ်နေတာကပိုကောင်းမလာခဲ့ပေပိုပြီးတော့အောင်ဆုံးနေခဲ့ပါရင်ရင်းရဲ့က MVP ကိုခေါ်ယူထားနိုင်ခဲ့တဲ့ရာသီမှာမှချန်ပီယံလိဂ်ကနေလည်းပြုတ်သွားခဲ့ပါရင်စပိန်ဆိုပါလားနဲ့ကိုပါဒယ်ရီကိုလည်းလက်လွတ်ခဲ့ရတယ်။လာလီဂါမှာဆိုရင်လည်းဘာစီလိုနာရဲ့အမားကိုပြန်ဆောက်ရတဲ့ဂိမ်းဆိုင်နေခဲ့ပြီဖြစ်ပါရင်တကယ်တော့ဒါတွေအားလုံးရဲ့အဖြေကတခုလည်းရှိပါရင်တိုနီခရူးအနားယူသွားခဲ့တာဖြစ်ပါရင် တနင်္ဂနွေရှိစဉ်တုန်းကတော့ရေယာအသင်းကဒူဒူတနန်အသင်းကြီးတွေကိုရင်ဆိုင်ကစားရတယ်ဆိုရင်ခန်းစစ်ပိတ်ကစားမယ်ပြီးရင်ကောင်တာတိုက်စစ်တွေနဲ့ပြန်လည်တိုက်ခတ်မယ်တနင်္ဂနွေရဲ့ဘောလုံးအမြင်ဘောလုံးပေးဖို့မှုစွန့်ရင်ခွင်းလေကိုထိန်းချောင်းကစားနိုင်စွမ်းစားရတွေကိုရေယာကအမိပြူပြီးရှေ့ဆက်ခဲ့ရကအောင်မြင်မှုတွေကိုလည်းရယူနိုင်ခဲ့တာဖြစ်ပါတယ် ဒါပေမဲ့တိုနီခရူးမရှိတော့တဲ့အချိန်မှာ MVP ရောက်လာလဲရီရဲတော့ဘာမှလုပ်လို့မရတော့ပါဘူး။ဒါကြောင့်ရီရဲအနေနဲ့လာမယ့်နေရာဒီမှာတိုနီခရူးရဲ့ကွက်လက်ကိုအဓိကအစားတို့ဖြည့်ဆည်းသွားရမှာပဲဖြစ်ပါတယ်။တုံပြီးပြောရင်ဒီနေ့ဘောလုံးရာသီကရီရဲအတွက်ဂျင်းနဲ့ဆရာတင်ပြီးတော့မကောင်းခဲ့ဘူးလို့ဆရာမှာပါ။ဘောလုံးရာသီကလည်းပြီးဆုံးတော့မှဖြစ်လို့ဘာမှလုပ်လို့မရတော့ပါဘူး။ဒီရာသီမှာဖြစ်ခဲ့တဲ့များအားနဲ့အကျက်တွေအမားရုံတွေကိုသင်ခန်းစာယူပြီးအကောင်းဆုံးရှေ့ဆက်နိုင်ပါစေလို့ပဲဆန္ဒပြုလိုက်ရပါတယ်။အဆုံးနေ့ကြည့်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတူပဲတင်ရှိပါရခင်ဗျာ။